အားလုံးပဲမင်္ဂလာပါရှင်။မင်းနာခေါ်ရာ channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ပရိသတ်များအတွက်ကျမတို့ channel ကနေဒီနေ့မှ တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းကတော့စာရေးဆရာမြုခိုးလင်ကရေးသားထားတဲ့မုံဆိုးဖိုးတိန်နဲ့တောရဲမာယာဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရှင်။ မိုးတိမတန်မြန်မာမဆောင်လွန်နဲ့ရိုးမတော်စီရဲ့အလဲတောင်ကုန်းရန်ကုန်ကားလမပေါ်မှာခေးသက်တင်ဘတ်စကားတစ်စီးရမြန်မာမဆောင်လာတဲ့မွေလိမ်မွေကောက်ဖောက်လောက်ထားတဲ့လမ်းပေါ်မှာခေးနေနေရပါကျွန်တော်ကတော့ပတင်းပေါက်ကနေမှတဆင့်အပြင်ကနေမြင်တွေ့နေရတဲ့မြင်ကွင်းကိုကြည့်ပြီးအသေးတထိတ်ထိတ်ရင်းတဖူဖူနေပါပဲရိုးမတော်စီရမြန်မာမဆောက်တဲ့လမ်းတွေက ကားတစ်စီးစာထအနှဲငယ်ချင်းလို့အတန်ငယ်ချင်းမြောင်းလို့နေကားပေါ်ကနေလမ်းမကြည့်မယ်ဆိုရင်အတူတရာမြတ်နဲ့တဲကြောက်ကြီးတွေကိုနေအသေးရစရာတွေ့ရပြန်နေကျွန်တော်တို့ဘေးခုံမှာကျွန်တော်မိတ်ဆွေကိုကြော်စွာက ရိုးမပေါ်မှာညာရောက်ပြီဖြစ်တယ်ဆိုတော့အတန်ငယ်အေးစိန်တော်အနှွေးတဲ့အင်းကြီးထူကြီးကိုဝင့်လို့အုတ်ထုတ်ကိုမျက်နှာဖုံးမှာဆွဲချပြီးတော့ငိုင်မီးလို့လိုက်ပါလာတယ်ကိုကြော်စွာခေါ်လာတဲ့သူ့ရဲ့တပည့်နှစ်ယောက်ကကျွန်တော်နောက်ထိုင်ခုံမှာ တယောက်ပေါ်တယောက်မိပြီးအိတ်ဆက်နေကြတယ်။ယခုကျွန်တော်တို့လာတဲ့ခရီးကအခြားမဟုတ်ပါဘူး။ကျွန်တော်မိတ်ဆွေမဟုတ်ဆိုကြောင့်ဖိုးတိန်နေထိုင်တဲ့ရိုးမတော်ကရွာကလေးစီကိုပါ။လာရခြင်းအကြောင်းရင်းကကိုကျော်စွာကြောင့်ပါ။ကိုကျော်စွာကကျွန်တော်နဲ့အရင်နှီးဆုံးတငယ်ချင်းတယောက်ဖြစ်ပါတယ်။ကိုကျော်စွာကမိဘတွေမရှိတော့ပါဘူး။ဒါပေမဲ့မိဘအမွေနှစ်တိန်နဲ့ချမ်းချမ်းသာသာပြည့်ပြည့်ဝဝနေနိုင်နေရတူပါ။ ကိုကျော်စွာမှာအထုတလေဝါသနာထုံတဲ့အလုပ်တစ်ခုရှိရင်ဒါကတကြမဟုတ်ပင်နဲ့အမဲပြဝါသနာပါခြင်းပါသူဝါသနာပါတဲ့အမဲပြလုပ်ငန်းလုပ်တဲ့နေရာမှာ အခွင့်ကြုံတယ်လို့ရှမ်းပြည်နယ်ကသူဦးလေးဝမ်းကွဲတော်ဆက်တဲ့သူ အကူအညီနဲ့ဒေသခံမိုးဆိုးတွေကိုခေါ်ပြီးရှမ်းရုံးမကိုအမဲပြထွက်လာလေရှိတယ်။အခုလည်းပဲကျွန်ုပ်တို့ဒေသဖြစ်တဲ့ရခိုင်ရုံးမမှာ အမဲပြလို့ရဲလို့ကျွန်ုပ်ကိုအတင်းအပူကတ်လာတော့တာဒါနဲ့ ကျွန်တော်အတွက်ဝတ္ထုရေးသားဖို့ကုန်ကျန်လေးရှာကိုကျော်စွာအတွက်လေးအမဲပြခွင့်ရှာနှစ်ဦးနှစ်ဖက်အစဉ်ပြေရဲ့အလုံးဆိုတော့ကျွန်တော်နဲ့ယနေ့ခင်မင်းနဲ့မဟုတ်ဆိုကြဖိုးတီတန်ကိုခီးထွက်လာခဲ့ခြင်းပါပဲညာတနိုင်ခတ်မှာရိုးမကားလန်းနေပြီခီးတထောင်နားကြပြီးရောမှရနာလို့ရေပြာအင်းမှာကျွန်တော်တို့အဖွဲခဏစင်းနေဒီနေရာမှာကိုဖိုးတီအကျိုးလွှတ်ထားပုံတူတဲ့ရွာသားတယောက်ကကျွန်တော်တို့အဖွဲကိုအတင်းဆောင်ကြနေရပါ ကျွန်တော်အဖွဲ့လာမယ်လို့ဆိုတဲ့တဲ့င်းကိုအစကကြိုတင်ပြီးအကြောင်းကြားထားတာကြောင့်လေဖြစ်တယ်။အဲဒီကမှတဆင့်ကိုဖိုးတီရိုရွာကိုထပ်ပြီးသွားရအောင်မယ်မလား။အခုတော့အချိန်လွန်နေပြီဆိုတော့အရီထမင်းဆိုင်ရဲ့နှပီအဖီမှာဖြစ်တယ်လို့အိတ်ဆက်လိုက်တယ်။နောက်ထပ်တနည်းမနဲ့အစောကျွန်တော်အဖွဲ့ကဥဆောင်လမ်းပြတဲ့ရွာသားနောက်ကနေကိုဖိုးတီရိုရွာကိုခရီးဆက်လာခဲ့ကြတာပါ။ကိုဖိုးတီရိုရွာကိုသွားရလမ်းခရီးကလမ်းလို့မဲမဲရရမရှိပေနဲ့ တောအထက်ထက်တောင်အသွဲသွဲကိုဖြတ်တန်းသွားလာရတယ်။ခရီးထွက်လေထွက်တာမရှိရဲ့ကျွန်တော်ကတောသားဖြစ်နေကစားကျွေးတဒီဒီကြလို့မောပန်းလို့နေရပါ။ကိုကျော်စွာနဲ့သူ့ရဲ့လူနှစ်ယောက်ကတောပြစ်ခဏခဏထွက်လေရှိရဲ့အကျဉ်ရှိရဲ့ထင်တယ်။ကျွန်တော်လောက်မောပန်းဟန်မတွေ့ရပါဘူး။လမ်းခီးမှာတော့လမ်းပြောက်ကျွန်တော်တို့မိတ်ဆက်စကားဆိုရင်းသူကတော့တပြုံးပြုံးနဲ့မြန်မာစကားသိပ်ပြီးတော့နားလေပုံမရ တောင်ပေါ်ကနေနှစ်ပေါက်ကျဲချင်းလူမျိုးဖြစ်ပုံမင်းမွန်းတဲချင်းရောက်တော့စမ်းကြောင်တစ်ခုနှစ်ပေမှာခဏတဖြုံနာရင်ပါလာတဲ့ရိတ်ခါရီနဲ့ကိုကျော်စွာလူနှစ်ယောက်ကိုချက်ပြုတ်စေရင်အခုမှ ကျွန်တော်တို့တွေကခဏတဖြုံနာတယ်စားတော့ပြီးတော့အချိန်မဆိုင်မဲနဲ့ခီးဆက်ထွက်လာခဲ့ကြတယ်ညနေ၄နာရီပတ်ဝန်းကျင်လောက်မှတောင်ပေါ်ရွာငလေးတင်ကွာကိုရောက်တယ်အင်ဂျီ30ပတ်ဝန်းကျင်တောင်ပေါ်ရွာလေးတရွာပါ လမ်းပြရွာသားကရွာထိပ်မှာရှိတဲ့နတ်ထပ်ပြင်းအောင်အိမ်တစ်လုံးရှိရာခြံဝန်းအတွင်ဝင်လိုက်ခြင်းနဲ့သူတို့ဘာသာစကားနဲ့အိရှိယလမ်းခေါ်ရင်းဝေးလာပြီလာပြီဟာကျောစနက်မင်းတို့ရောက်လာပြီလားအေးကွာဝေးလိုက်တာဖို့တည်းမင်းတို့ရွာလဲကွာအဲ့တဲ့အိမ်နဲ့မောနေရောပေါ့ကဲလာလာအိမ်ပေါ်တက်ရအောင်တန်တူငါအဲ့တဲ့ရီကိုခေါ်လာပေးရတဲ့ကျေးဇူးပါပဲကွာဖို့တည်းကကျွန်တို့တို့လူစုကိုဖိတ်မှန်တကာပြုရင် ကျွန်တော်တို့ခေါ်လာပေးရရွာသားကို ကျေးဇူးတင်စကားဆိုရယ်ကျွန်တော်တို့ရာရွာလမ်းပြခေါ်လာတဲ့ရွာသားကိုကျေးဇူးတင်စကားဝိုင်းပြောရယ်အဲ့ဒီရွာသားကကျွန်တော်တို့ဖွဲ့ကိုပြုံးပြပြီးတော့မှလက်ကိုဝိရန်လို့ဖိုးတိတ်အင်ချံဝင်းထဲကနေထွက်လာခဲ့တယ်အိမ်ပေါ်တက်ကြခီးအဝေးလာရတယ်ဆိုတော့မောရောပေါ့ကိုကျော်စွာနဲ့သူ့လူနှယောက်ကတောပြစ်ခဏခဏထွက်လေရှိတော့အကျက်ရနေပြီထင်ပါတယ်ကျွန်တော်တော့မောပန်းနေရမတွေ့ရဘူး လမ်းခေးမှာလမ်းပြောက်ကျွန်တို့တို့မိတ်ဆက်စကားဆိုခဲ့ကြတယ်သူကပြုံးပြုံးနဲ့ကျွန်တော်တို့လူစုကတော့အိတ်ခမ်းထဲမှာတင့်တော်ရနေရမှာအထုပ်ပိုးတွေထားပြီးတော့မှအိတ်ခမ်းအလယ်မှာရှိခဲ့ဖြာကျန်းပေါ်မှာ မောပန်းလာတယ်ဆိုတော့ခြေပြက်လက်ပြက်ထိုင်လိုက်တယ်ကဲအမောပြရင်နှွေးချက်နဲ့စက်သားချဖို့လေသုံးဆောင်အောင်မုံဆိုးအိမ်ဆိုတော့တခြားအိတ်ခမ်းစရာလည်းဘာမှအစင်းတင်တော်မရှိဘူးပြို့တွေ့စနဲ့အဲ့တဲ့ရင်နဲ့မိတ်ဆက်ပယုံလေးအေးဖို့တေတန်ခါးရဲ့တငယ်ချင်းကိုကြော်စွာလေး ဟိုနှစ်ယောက်ကတော့တာထွန်းနဲ့မင်းတဲနဲ့အခုမင်းစီအတိကလာရင်ကကိုကျော်စွာအမဲပြဖို့အတွက်အကူညီတောင်းတာနဲ့မင်းစီရောက်တာပဲကွာမင်းငါစီကအကူညီတောင်းရင်တော့မျက်ခုံးခက်လက်လို့ပဲဟိဟိုတကမင်းဧည့်သည်ကိုမင်းကောင်နဲ့လိုက်သွားတာကံကောင်းလို့မသိတာပြန်တွေးချင်းအခုရတီရှင်းတော့တုံနေတော့မဲကွာကျွန်တော်နမရကျော်စွာပါကိုဖိုးတေအခုလာတာအမဲပြဝါတနာနဲ့ကိုဖိုးတေစီကိုရောက်လာတာပါလိုအပ်တာတွေကိုဖိုးတေအကူညီပေးပါလို့မြတ်တာရက်ခံပါရစေနော် ဟုတ်ကဲ့ကျွန်တော်ကဖို့တည်ပါကိုကျော်စွာရဲ့တွေ့ရဝမ်းသာပါတယ်ကျော်စလတ်ကိုကျွန်တော်လိုပဲခင်နေပါတယ်ဒါနဲ့တကွာဗမာလက်ကိုဖို့တည်။အော်ဒီလိုပါကိုကျော်စွာကိုကျော်စွာအနေနဲ့အမဲပြည့်ထွက်ဖို့မယ်တော့ထင်တယ်။ဟုတ်ကဲ့ကျွန်တော်ရှင်းပြနေပတ်အမဲပြည့်ထွက်ဖို့ပါတယ်ကိုဖို့တည်။ကျွန်တော်ကအဓိကပြောချင်တာတော်စီကန်တောင်စီကန်ဆိုတာကျွန်တော်တို့တောမုံဆိုရီအဓိကလိုက်နာရတဲ့စီကန်မဲလေးကိုကျော်စွာကိုကျော်စွာလည်းတော်စီကန်တောင်စီကန်နားလည်ပါပါ။ဟုတ်ကဲ့ ကျွန်တော်ရှင်းပြပတ်မှာအမဲလိုက်ဘူးရာတွေ့ဘူးရာရှိပါတယ်အဓိကကျွန်တော်ပြောချင်တာအဲ့ဒါပါပဲကိုကျော်စွာရုံနာမြုံနာပါထားဖို့တော်လမိုင်းမြောက်တာကိုလက်ခံရမယ်နောက်တစ်ခုကတကြောင်တကာတာတရွာတပုတ်ဆန်းဆိုသလိုတနေနဲ့တနေတော်စီကန်ချင်းကွဲလွဲတတ်တယ်အတော့တော်ရရောက်တယ်ဆိုတဲ့ကျွန်တော်ရဲ့စကားအတိအကျလိုက်နာပြီးတော့လိုပါလိမ့်မယ်ကျွန်တော်နဲ့ကိုကျော်စွာခေါ်လာတဲ့အထက်သမားနှစ်ယောက်ကကိုကျော်စွာနဲ့ဖိုးတီစကားပြောတာကိုနားမလဲတော့ဘေးမှာရင်နှွေးကြမ်းတော့ စက်သားချောက်ဖို့စားပြီးတော့ပဲဒီတိုင်းနေနေကြတယ်စိတ်ချပါကိုဖို့တေနေကမုံစိုးကြော်ပြောကျွန်တော်ဘာမှမလုပ်ပါဘူးကောင်းပြီကိုကြော်စွာအလောက်ဆိုရင်ရပြီနောက်တဲ့တရက်နှစ်ရက်လောက်နေရင်တော့တော့တက်တာပေါ့ဒါနဲ့ကိုကြော်စွာဘလို့သားကောင်အတိတ်ကထားပြစ်ခတ်ဖို့ရည်ရွယ်ထားလဲလက်နက်ကောပါလားဟုတ်ကဲ့ကိုဖို့တေကျွန်တော်အတိတ်ကပြစ်ဖို့ရည်ရွယ်ထားတာတော့တောင်စိတ်ပြစ်ဖို့ပါလက်နက်ကတော့ license နဲ့ကင်နဲ့တနက်ပါလာပါတယ်တောင်စိတ်ပြစ်ဖို့ဆိုရင်တော့ တော်နေနေနှက်တဲ့ထီတော့ဝေရလိုက်မယ်ကိုကျော်စွာ အစင်ပြေပါလိုက်မယ်ကဲညနေလဲစောင်းပြီဆိုတော့ရေမိုးချိုးကြအောင်ပေါ့နောက်ပေးကြောက်တယ်မှာစမ်းစောင်းရှိရင်ကဲလာကျွန်တော်လိုက်ပြမယ်တနေလုံးခီးပြင်းနေလာခဲ့ရတော့ချွေးတဲ့ဖုန်နေနဲ့ပေးချက်နေတဲ့သူတွေအေးမြတဲ့ရိုးစမ်းပေါက်ရေကလေးမှာရေစိမ့်ကြရင်ကရေချိုးပြန်လာတော့ဧကန်းထဲမှာထမင်းဝိုင်းလေးမှာထိုင်ပြီးစောင်းလို့နေရဖို့တေကိုတွေ့တယ်ကဲလာကြပြောတအားအေးလာကြရောပေါ့ တွဲမစားခင်ချမ်းပြေလေတဲကောင်းတဲ့စီစဉ်မဲ့ပြုအားလုံးကချမ်းနေကြပြီတကတ်တပလာဆွဲရအောင်လေကိုကြော်စွာကျုပ်ကလည်းအင်ရှင်နေအဝိတ်ကြီးရာဧည့်သည်ပြန်စီရမှာပေါ့ကိုကြော်စွာစကားဆုံးတော့၃ယောက်သားရှိလိုက်တယ်မှန်ပါတယ်ရိုးမအတွင်ရောက်တာနဲ့အေးတက်ပေါ်လာတာနဲ့အတူ အခုနရေချိုးထားတယ်ဆိုတော့ချမ်းနေကြတယ်ဒါနဲ့ဖိုးတရဲ့စကားကိုဘသူမှမငင်းဆန်ကြတော့ဘဲနဲ့ ကောင်းကျင်းရက်နဲ့သင်းနေရဲ့ဆန်းအရက်ကိုစက်သားချောင်းအမြင်နဲ့မြည်ကြရင်ညစာစားပြီးတော့မှ တောဝတ်သားချက်ဗဒက်စာဟင်းကျိုးကတက်ရိုးတွေနဲ့ငိန်ရှက်စွာစားကြတယ်။ပြီးတော့ပိုက်လေးလေးနဲ့အဲခမ်းမှခဏတစ်ဖြုတ်ထိုင်ကြရင်အိမ်ရဝင်နေ။အပြင်ဘက်မှာတော့နင်းဆက်ကြတဲ့အတန်တဖြောက်ဖြောက်ခဝဝိစီကဂျီဟောက်တန်ညဘိုးကောင်နေအော်တဲ့အတန်နဲ့တနေလုံးခရီးပြင်းနေလာခဲ့ရတယ်ဆိုတော့နင်းနင်းချိုက်ချိုက်အိမ်မောကြသွားမှာ။ ောက်တနေ့မနက်နေမြမှာပဲနိုးလာကြတော့တယ်။မနက်အစော တောင်တန်းကြီးကမြို့ခိုးတွေကရှစ်တိုင်းလို့နွေရသည်ဆိုတော့အချို့ပင်နေရရွှဲဟောင်းနေကြတယ်။တချို့ကရွက်သစ်ဝေးလို့နေရကြောင်းတောင်တန်းကြီးတွေကအဝေးကလမ်းမကြီးနိုင်မဲဆိုရင်တော့ဆေးရောင်ခြေမုံထားသလိုပကြီးကိုင်းတစ်ချက်ကိုမြင်တွေ့ရသလိုပါပဲ။ကျွန်တော်တို့လူစုကရွာကနေထွက်လာခဲ့ကြတယ်။ရွာကထွက်လို့အတန်ငယ်ရှောက်ပြီးတော့ ဒေါ်ဆက်တနေရာမှာ ရှေ့ကလျှောက်သွားတဲ့ဖိုးတေရက်လိုက်တာကြောင့်ကျွန်တော်တို့အားလုံးရှက်လိုက်တယ်။ကဲကျွန်တော်တို့တော်မဝင်ခင်လမိုင်းတင်ရမယ်။အဲ့တော့ပါလာသမျှလက်နက်တွေဒီမှာလာစုပေးပါ။ဖိုးတေလက်နက်စုဖို့ညွန်ပြပေးရတဲ့နေရာကဒေါ်တရက်ပင်စီတပင်အောင်မှာဖြစ်လို့ဒေါ်တရက်ပင်စီရဲ့ပင်စီမှာနက်ကွန်းတစ်ခုစောက်လောက်ထားတာကိုလည်းတစ်ဆက်တည်းတွင်ရပါတယ်။ပါလို့လာတဲ့ဒါတနက်တွေအားလုံးစုပုံပြီးတော့မှဖိုးတေရသူ့ရဲ့ ပြင်ကျန်းလွဲ့အိတ်ထဲကနေလက်ဖက်ကောကျုပ်ပြုတ်တွေကိုထုတ်တယ်။နတ်စင်ပေါ်တင်မြောက်ပါတာရင်တတော်တော်နဲ့ရွတ်ဆူနေတာ။ဖိုးတေလမိုင်းတင်မြောက်တဲ့ကိစ္စပြီးမြောက်တော့ကျွန်တော်လူစုလက်နက်တွေကိုစီပြန်ယူပြီးတော့မှဆက်လက်ခေးထွက်လာခဲ့ကြတယ်။လက်နက်လို့ဆိုတဲ့နေရာမှာ ကျွန်တော်နဲ့အထက်သမားနှစ်ယောက်လိုရမေရတင်မြောက်တချောင်းစောင့်ထားပြီးတော့မှဖိုးတေနဲ့ကြော်စွာသာတနက်တွေကိုင်းဆောင်ထားကြတယ်။ တော်ဝနှစ်တာထက်နှစ်လာတယ်လမ်းခေးမှာသားကောင်ငယ်တွေကိုတွေ့ပါမယ်ပြက်ခတ်တာမလုပ်ကြပါဘူးမွန်တဲချိန်ရောက်တော့တော်နဲ့အတွင် ရောက်လာခဲ့ကြတယ်ဖိုးတင်ရစမ်းပေါက်တစ်ခုရဲ့အနာမနှက်စာစားဖို့နားခိုင်းနေဆိုတော့ပါလို့လာတဲ့ထမင်းထုပ်တွေကိုဖြီးပြီးတော့စားတော့ကြရဲ့ခဏတစ်ဖြုံနားရင် ခရီးဆက်တယ်ဒီနေရာမှာအတန်ငယ်ရှောင်းပြီးတော့ရှေ့ကနေရှောက်လာတဲ့ဖိုးတင်ရလက်ထောင်ပြလိုက်တယ်ဆိုတော့အာလုံးညိတ်သက်စွာရက်တန်လိုက်တယ် ဖိုးတရာမောက်စိုးဒုထောက်ထိုင်လိုက်ရင် သူ့အရှိရာကြောက်တာရောနှောနေရဲ့မြေပြင်အောက်ကိုအသေးစားစိုက်ကြည့်ရင်က ကျွန်တော်ဘက်ကိုလှည့်လာရင်နဲ့ဟန်ကြလိုက်တာဒီမှာလာကြည့်ပါဦးဖိုးတပြားရဲ့နေရောင်သွားပြီးစီရောကြောက်တာရောနှောနေရဲ့မြေပြင်မှာထင်လို့နေတဲ့တရိတ်ဆန်တကောင်ရဲ့ခြေရာတချို့ကိုတွေ့တယ်မေတိအကောင်ရဲ့ခြေရာလဲဆိုတာမခွဲခြားတတော်ဖိုးတရာဘာရီဟန်ကြနေရလဲကွာဘာကောင်ရဲ့ခြေရာလဲဒါဒီလိုလေကွာ ဒီကကိုကျော်စွာပြစ်ချင်နေဆိုရဲတောင်စိတ်ချင်ရရဲ့ခွာရကွာအဲ့ဒါကြောင့်မို့လဲဒီလိုကြောက်သားမြေပေါ်မှာချေရထင်နိုင်တာပေါ့ကဲချေရရကရှောက်သွားထတိတ်တော့မကြောက်တော့သေးဘူးဒီနားမှာမြန်ရိုင်းလွင်ပြတကူတော့ရှိမယ်ငါသွားပြီးစနီးနာအောင်မယ်မင်းတို့ခဏနေဒီမှာနေခဲ့ကြအောင်နော်ဖိုးတရားကျွန်ုပ်တို့အဖွဲ့ကိုမာလို့ထွက်လို့သွားတယ်ကျွန်တော်တို့ကအနီးနားမှာရှိတဲ့အရေးကောင်းရတဲ့တစ်ပင်ကြီးအောင်မှာဖိုးတေပြန်လောက်ထိုင်ဆောင်နေကျောစင်လက်ခုနတင်တာခဏလောက်ရှောင်ကြည့်ရအောင်လေ ကိုဖို့တေသွားရလဲကြာပြီဆိုတော့အခုလက်တည်းလည်းပြန်မလာသေးဘူးအီလီသွားရင်လည်းသွားလေတိတ်တော့ဝေးမသွားနေတော့ကြုံစွာဖို့တေပြန်လာလွဲနေအောင်မေးတိတ်တော့ဝေးမသွားပါဘူးဒီနေ့နာလေးရှောက်ကြည့်ရပေါ့နောက်ပြီးတော့ကိုဖို့တေပြန်လာရဲဆိုရင်ကျုပ်လူနှစ်ယောက်ကြံနေခဲ့ရပဲလေဘာမှမဖြစ်ပါဘူးဟုတ်တယ်မလားကိုကျော်စင်လက်အင်းမအားရစုံလည်းသွားမယ်လေဇနေကျွန်တော်တို့ဖို့တေကိုထိုင်ပြီးစောင့်ရတာပြန်လာတာနဲ့ကိုကျော်စွာအကြံသဘောတူလိုက်တယ်တယောက်ကခိုးတီကိုရှောက်လာရင်က တနေရာရောက်တော့ကိုကျော်စွာတိတ်တဆိတ်နေဖို့အချက်ပြတယ်။လက်ဟန်ပြပြီးတော့ညွန်ပြလိုက်တော့ကျွန်တော်သူညွန်ပြရနေအောင်လှမ်းကြည့်တယ်။သမင်စည်းတကောင်ဖြစ်ပါတယ်။တောင်ဆောင်တနေရာမှာပေါက်နေတဲ့အရွက်နုကလေးတွေကိုစားနေရပါ။ကိုကျော်စွာကကျွန်တော်တို့ကိုနေရာမှာဂျန်နေဖို့လက်နေအချက်ပြရင်း तू ကတော့သမင်စည်းနဲ့ပြက်ကွင်းနေတတ်တယ်နေအောင်ချင်းကတ်သွားရင်းနဲ့သေးချာပြက်ကွင်းကောင်းတဲ့နေရာအရောက်မိုးစိုးဒုထောက်ထိုင်ချရင်း တိတ်ဆိတ်နေတဲ့တောအတွင်ကောတိုက်ရံအားပောက်ကွဲတန်ကျဲလောင်စွာထွက်ပေါ်လာတာနဲ့အတူတမင်ကြီးကိုစက်ကနေတစ်ချက်ခတ်မြင့်မြင့်ခုံလိုက်ရင်ကမြေပြင်ပေါ်ဘုံကနေပြုတ်ကျလာပြီးအကျော်တစ်ချက်နှစ်ချက်တွန့်ပြီးတော့ငြိမ်သွားတယ်ထိသွားပြီကိုကျော်စွာကျက်ကောင်းမဲ့ကိုကျော်စင်လက်ရည်မပြစ်တာကြပါမယ်လက်ရည်ရောမကြသေးဘူးပဲရဲငွေဝီနေစဲတနက်ကိုကရင်ဂုံယူဝန်ကျွမ်းစွာပြောရင်ကိုကျော်စွာပြန်ပြီးပြောလာတယ်သူရဲ့ပုံစံကအားရတက်ကြွနေတဲ့ပုံ လာပြောကိုကျော်စင်လက်သွက်တရာနှယောက်သားတမင်သေးကြီးရှိရာအနာအသွာတင်မမတားတဲ့အခြေအနေနဲ့ကြုံနေရုတ်တရက်ကြီးလင်းနေတဲ့ကောင်းခင်ကြီးကရာသီဥတုချက်ချင်းမဲမောင်ကြပြီးတော့လေပြင်းနေတိုက်ခတ်လာကြတယ်ထူးခြားတာကလေတိုက်တဲ့အတန်ကြားပဲမဲ့တက်ပင်ချင်းငယ်တွေလှုပ်ရမှုတစုံတရာမှမရှိတာထူးဆန်းနေဟာကိုကျော်စွာဘလို့ဖြစ်တာလဲစင်ရောတဲ့တန်နေကြတယ်ဒီဘက်လာနေရဲ့ပုံပဲဘလို့လောက်မလဲကျွန်တော်လည်းမပြောတတ်တော့ဘူးကိုကျော်စင်လက် ကျွန်တော်ထွေးစားတဲ့ချိန်လေးနဲ့ကြောင်ယုံထိတ်လန့်လို့နေပြီးတဲ့နောက်တော့ကိုကျော်စွာရဲ့ပုံကတော်တော်လေးထိတ်လန့်နေရပါ။ဘာဖြစ်လို့လဲကိုကျော်စွာ။ဟုတ်ပါရဲ့ဘာကောင်းလဲ။ဖြစ်ဖြစ်လေကိုကျော်စွာ။ကျွန်တော်တို့စီကိုလာနေပြီ။အလွန်အံ့ဩစရာ ကောင်းပါတယ်။အမောင်ရိတ်ဖုံးလွှမ်းနေရဆိုတော့မပြေဝတော့ဖြစ်တယ်မြင်ကွင်းကိုကျော်စွာပြက်လို့လဲကျနေတဲ့တမင်နေရကနေလူရိတ်တစ်ခုကကုန်းထားလို့ကျွန်တော်နှစ်ယောက်ထံတရီးတရိုင်နဲ့ဖြစ်လာတယ်။ အရခွနှစ်ပေခတ်မြအမွေးစုပ်ဖွားနေအဲ့ဒီအကောင်ရလူတော့မဖြစ်နိုင်အဲ့ဒါနဲ့ကိုကျော်စွာကိုကျွန်တော်ကြောက်လန့်တကြားပြစ်ခန်းလိုက်တယ်ကိုကျော်စွာအဲ့ဒီအကောင်ကြီးစီတနက်နှစ်ချက်စစ်မီပြစ်လိုက်တယ်ဟာဘလို့ဖြစ်တာလဲချင်းနေမှန်ပါလားပြေးရအောင်အော်ပီးရင်နဲ့အော်စရာကိုကျော်စွာပြက်လိုက်တဲ့တနက်တနက်ချက်ကအဲ့ဒီကောင်ကြီးကိုထိမှန်ပြီးတော့အဲ့ဒီကောင်ကြီးကတစ်ချက်မှရိုင်းမသွားပါဘူးဒါနဲ့ကျွန်တော်ကိုကျော်စွာကိုပြေးဖို့နှိုးဆော်လိုက်တယ် ကျွန်တော်ရနာခဲ့တဲ့နေရာကိုမှန်းစာပြီးတော့ပြေးတယ်။ကျွန်တော်နောက်မှာကိုကျော်စွာကဦးရဖာရပြေးလာတာ။ဟယ်လိုရေဒီအမြန်လာကြ။ကျွန်တော်ရနာနေတဲ့နေရာအရာဖိုးတရခေါ်တမ်းကြတော့ကျွန်တော်အပြေးထွက်လာခဲ့တယ်။ကိုဖိုးတရဘယ်ကြာရောက်နေတယ်လဲမသိဘူး။သူတို့နဲ့အတူအတန်းသမားနှစ်ယောက်ပါတယ်။အတန်းသမားကကြောက်လန့်ပြီးအသားတွေပဲတဆတ်ဆတ်တုံတာ။သူတို့တွေကအခုလိုထူးခြားတဲ့အခြေအနေတွေကြောင့်ကြောက်ရွံ့နေပုံပဲ။ဘလို့တွေဖြစ်တာလဲဖိုးတေ။ငါလည်းနားမလဲတော့။အဲ့ဒါရင်နောက်မှမေး။ မင်းတို့အခုဘာဖြစ်လာလဲအမြန်ပြောတနတ်တန်နေလဲကြားတယ်ဖြစ်စင်ကအချင်းချုံကျွန်တော်နဲ့ကိုကြုံစွာတမင်ကြီးကိုစတင်ဖြစ်ခတ်တာကယနေ့အချိန်ထိဖိုးတီကိုပြောပြလိုက်တယ်ငါတင်တဲ့အတိုင်းပဲကွာလူရရတခုမှမဖြစ်တော့ကံကောင်းတာပဲမင်းတို့ကွာငါမသိပဲဘာမှမလုပ်ပါနဲ့လို့ပြောထားရတာနဲ့အခုကဘာဖြစ်လို့လဲဖိုးတီကဲအချိန်မရှိတော့ဘူးမင်းတို့ငါနောက်ကိုအမြန်လိုက်ခဲ့ကြပြီးမှရှင်းပြမယ်အခုကစပြီးငါစကောင်မင်းတို့တသွေးမတိန်နားထောင်မှုလို့ရတယ်နော် ဖိုးတရာအတန်ငယ်ဒေါသဖြစ်တဲ့ပုံနဲ့စကားသံမာနေရတန်နဲ့ကျွန်တော်တို့လူစုရက်တဲ့နေရအရှိကိုတယောက်တည်းထွက်လာရင်ကတောပိုင်တောင်ပိုင်များကိုတောင်းပန်အပ်ပါတယ်မသိမလိမ်မာသောသားမင်းများကတောပိုင်တောင်ပိုင်များစိတ်ဆိုးဒေါသပြောင်းလုံးမိပါတယ်အဲ့ဒီအတွက်သားသပဲ့မှာတောပိုင်တောင်ပိုင်များအားအားလုံးကိုစားတောင်းပန်ပါတယ်ယခုရှိမှမြင်နေရတဲ့ဇင်ပြုံးပင်နဲ့သစ်စိမ့်ပင်ကြားသည့်ပထမဆင်းတောင်ပိန်းရွဲပင်နဲ့ဘန်ဘူးပင်ကြားကဒုတိယမြောက်ဆင်း မြောင်းကိုပင်နဲ့တောင်တရက်ပင်ကြားတတရစီဖိုးတရတောပိုင်တောင်ပိုင်များကိုတောင်းပန်ရတဲ့ဆက်သေးအရလေးနဲ့နာကိုတခုချင်းပတ်ပြီးတော့မှကျွန်တို့ယခုရောက်တဲ့နေရာကိုစီးချတယ်အရလေးမျက်နှာစီးချပြီးကျွန်တို့လူစုရှိအောင်ရှောက်လာရင်နဲ့စိတ်ပြက်လက်ပြက်ထိုင်ပြီးတော့မှနှစ်ဖူးကပေါ်ဝါပိုင်းနဲ့မျက်နှာကိုတုတ်တယ်ဘလို့ဖြစ်တာလဲဖိုးတင်ငါတို့နားလည်အောင်လဲရှင်းပြအောင်လေအေးအခုငါတို့တွေးကြုံနေရတာအမမဲတခုကြောင့်မဖြစ်တာဒါတော့မောက်တာ မင်းတို့ဒီနေရာမှာပဲနေနော်ဘသူမှငါချထားတဲ့စီကိုကြော်ပြီးအပြစ်မထွက်နဲ့ကျွန်တော်တို့ဘာအမားရွယ်လုပ်လို့လဲကိုဖို့တင်ဒီမှာကိုကြော်စွာခမရတို့ဒီတော့စောင့်ဝင်လာတော့ဘာသားကောင်ပြစ်ဖို့ရည်ရွယ်ပြီးတော့လာတာလေလမ်းမှာရောဘာသားကောင်ပြစ်မယ်လို့ခမရတို့တွတ်တွတ်ပြောလာလေတောင်းစိတ်နေကိုဖို့တင်ဘာဖြစ်လို့လဲအဲ့ဒါပဲလေအပြရအဲ့ဒါဆိုခမရတို့ဘာလို့တမင်ကိုတော့ပြစ်နေရလဲအခုကတော့မောက်ပြီးလေကိုကြော်စွာကစ်ထားပါဖြစ်ပြရည် အားလုံးကပြောမနေတော့နဲ့အခုကအမြင်ဝအမြင်တိုင်းရုံလို့မရတော့ဘူးဆိုတဲ့အခြေအနေကိုရောက်နေပြီဒါကြောင့်အားလုံးစီးထဲမှာပဲနေပါကျွန်တော်ရဲ့စကားဝယ်နားထောင်ပါဖိုးတိတ်စကားကြတော့အားလုံးငြိမ်သက်စွာနဲ့ကျွန်တော်တို့ငိုင်သွားကြတယ်ဟာဆင်အောင်ကြီးကဒီဘက်လာနေရပဲဘလို့လောက်မလဲဖိုးတိတ်ဟုတ်တယ်ဟိဆင်အောင်ကြီးကစင်ထက်မှာပါလာတယ်ဟာလူမဟုတ်ပါလားမကောင်းစွားပဲဘလို့လောက်မလဲကြိုင်အားလုံးစင်နှင်းခံရပြီးတေတော့မှာတကယ်ကိုကြောက်မက်ပွေရာ အချိန်နဲ့တရက်နဲ့ရင်ဆိုင်နေရတာပါကျွန်တော်ရှိတောအုပ်ကတစ်ပင်တစ်ကိုင်းနေရတဖြောင်းဖြောင်းတဝုံဝုံကျိုးပဲ့ပြီးရောမှ လာနေအတန်နေပေါ်တယ်နေကင်းကညအမောင်တီးကြပြီးရောမှတောစင်ရအုပ်ကထင်ရှားပြက်သားစွာနဲ့မြင်နေရတယ်ဇင်ပေါ်မှာစီးနေလိုက်ပါလာတဲ့သူတွေတွေ့တော့တဖွဲ့လုံးဖိုးတေကလွင်လို့ကြောင်ရုံထိတ်လန့်စွာအော်ဟစ်နေကြတာဇင်ပေါ်မှာစီးနေလိုက်ပါလာတဲ့သူကတကောလုံးအေးပြားမရှိဘဲနဲ့သွေးတန်တရေရဲနဲ့ ။ဦးကောင်းမှလည်းစပင်းဆိုလို့တပင်းမမရှိဘဲနဲ့သွေးချင်းချင်းနေလို့မျက်ခေါ်မျက်ရည်မပါပဲငေါထွက်နေမျက်လုံးနှောင်းနေကတော့တိုးပြီးတော့ပြပြဝင်းနေတာအထက်ကိုလှမ်းတက်နေသေးတယ်။နှကန်းကလည်းမရှိတော့အကျဲသားတွေးနေရတဲ့သွားရီနဲ့အင်မတန်ကြောက်စရာကောင်းတဲ့အကောင်နေစီနေလိုက်ပါလာတဲ့မြင်ကွဲမှာစင်ရိုက်နေတဲ့ပုံစံကကျွန်တို့အဖွဲ့ကိုတစနဲ့တစနင်းချိန်ပဲပုံမယ်။ဒါနဲ့ကျွန်တော်တို့လူစုအော်ဟင်လိုက်တယ် အားလုံးငြိမ့်ငြိမ့်နေကြနော်ဘသူမှဘယ်ကိုမှမထွက်ပြင်းနဲ့အခုတွေ့နေရတာအမှန်မဟုတ်ဘူးတောရဲ့လှဲ့ွက်တည်းအခုမြင်တဲ့အတိုင်းကြောက်ချထားရဲ့စီးပြုံဘသူမှမထွက်ကြနဲ့သူတို့ကလည်းအဲ့ဒီစီးထရနေဘသူမှဝင်လာလို့မရဘူးတွေ့ရမလားတကယ်လို့ကြုံပြောတဲ့အတိုင်းနေမယ်ဆိုရင်အားလုံးအသက်ကိုကြုံတောင်းဝင်ယူရဲတကယ်လို့ကိုယ်သဘောနဲ့ကိုထွက်ပြေးမယ်ဆိုရင်ဒါတော့ကြုံနေမဆိုင်တော့ဖိုးတရတင်းမှပြတ်သားတဲ့အတန်ကြောင့်တယောက်တစ်ပေါက်ကြောက်လန့်ပြီးစူညံနေတဲ့ကျွန်တော်တို့အဖွဲ့သူ့ရဲ့စကားကြောင့် ဆင်ရအုပ်ကိုလှမ်းမိကြည့်တော့ဖိုးတေးစီးချထားတဲ့ကျွန်တော်တို့နဲ့အတောင်30ခန်းအကွာအဝေးကနေရက်လက်နေရတွေ့တယ်။ဖိုးတေးပြောတာတဘာဝကြတော့ကျွန်ုပ်တို့ငိတ်သက်စွာနဲ့ဆက်လက်ဆောင်ကြည့်နေတော့တနိုင်လောက်ရှာသည့်ဥတုဟာငကိုပုံမှန်အတိုင်းပြန်လဲကြည့်လင်လာသလိုဆင်ရအုပ်နဲ့ကြောက်စရာတဝါတွေလည်းပြန်လဲပြီးတော့တော်ရဝင်သွားကြတွေ့တယ်။အချိန်ကညနေဆောင်၄နာရီလောက်ရှိပြီ။ရာသီဥတုဟာငကိုအတိုင်းရှိပြီးတော့ပြန်လဲပြီးတော့ကြည့်နေလာတယ်။ ကဲအချိန်တော့မရတော့ဘူးတမင်းချက်တဲ့လူဝချက်ညာအိပ်ဖို့လင်းဆောင်တဲ့လူဝဆောက်ပါမယ်ညာမိုးမချုပ်ခင်ကျုပ်တို့လင့်ပေါ်ရောက်နေဖို့လူတွေတွေးကြုံကြရဖြစ်ပျက်တရားတွေးပြက်စရာပါလားဖို့တရားအေးဒါအစပဲရှိသေးရဲ့ကျောဆက်လက်တောစီဟာပေါက်သွားပြီတောပေါက်သွားပြီဆိုတော့မကြခင်တောချဖို့ပဲကြံနေမပြီးသေးဘူးလားဖို့တီကဲပါနောက်ကြနေပြီဆိုတော့လင့်တို့ဖို့အမြန်လောက်ကြအထန်းသမားနှစ်ယောက်က အနည်းနာမှရွှေစန်းချောင်းလျာရှိနေတမင်းဟင်းချက်တော်ကျွန်တော်ဖိုးတေကိုကျော်စွာကအနည်းနာမှရှိတဲ့တက်ဝါနယ်ရီကိုခုတ်ရင်းတက်ပင်ခက်ကြီးကြီးတပင်ရဲ့အပင်ဆောင်ကွာကြာမှလင်းတစ်ခုအမြန်ဆုံးပြုတ်လုလိုက်တယ်ဖိုးတေရအတွေ့အကြုံရှိတော့လင်းစင်ရမကြခင်မှာပြတ်သွားပါတယ်လင်းပေါ်တက်ဖို့ကနယ်နဲ့ပြုတ်လုထားတဲ့ကျိုးလေကတခုလှုပ်ထားတာပါတော်ရိတ်တောင်ရိတ်တေကြောင့်နေဝနာနဲ့မောဟဆုံးဆုံးချုပ်သွားပြီဖိုးတေရ မိုးကျုပ်တာနဲ့အာလုံလင်းစင်ပေါ်တက်ခိုင်းနေတမင်းဟင်းကိုလင်းစင်ပေါ်မှာပဲတကားရက်တဲပြီးလင်းစင်ပေါ်မှာပဲဖြစ်တယ်လို့စားတယ်စားတော့ပြီးတော့ဖိုးတရကျိုးလေကောင်အပေါ်ကိုတင်းမြွတ်သိမ့်နေအာလုံကျုပ်တခုမှာမယ်အပေါ်အလီသွားစင်နေဆိုရင်ဟိုလင်းတောက်မှာဝါးကြည့်တောက်တွေလှုပ်ပေးထားတယ်အဲ့ဒီမှာအပေါ်ပါသွားဘာအကြောင်းမဲ့ဘလို့ဝဲရှိရှိအောက်ကိုမစင်းပါနဲ့နောက်ထပ်တခုနုံနုံကြကြအိပ်ပါအဲ့ဒါတော့အာလုံကျုံမှာပြရစီခြင်းကဖြုတ်တရား လင်းပေါ်မှာရှိတဲ့ကျွန်ုပ်တို့လူစုကို ပြားပတုံးနေလို့အစုံလိုက် အပြုံလိုက်ကိုဝင်တိုးနေကြတာတတော်လုံးတတောင်လုံးကလည်းညပိုးကောင်နေអော်တဲ့အတန်လေးမကြားရအောင်တိတ်ဆိတ်ငိမ့်တယ်လို့ပိတ်ပိန်းနေအောင်မှောင်းနေတဲ့ပတ်ဝန်းကျင်ကတခဏအကြာတဖြည်းဖြည်းနဲ့လင်းထိန်လာတယ်။လကလည်းထွက်လာပြီးဆိုတာကြောင့်မှလဆုံရဲဆိုတော့လထွက်နောက်ကြတယ်။အလုံးကတနေ့တအောင်ပင်ပန်းလာတဲ့အချိန်နဲ့အစဉ်ပြေတယ်လို့လင့်စင်ပေါ်မှာငိုက်နေကြတယ်။ကျွန်တော်က တနေ့လုံးပင်ပန်းလာတော့မေးကနေတစ်ချက်အိပ်ပျော်သွားတယ်။ကဲပါအောင်ရှင်ကဲပါအောင်တိတ်ဆိတ်နေညမှာမိန်းကလေးတယောက်ရဲ့ကြောက်လန့်တကြားအကူညီတောင်းအောင်ဟစ်တဲ့အတန်ကြတော့တတိနဲ့အိပ်နေကြတဲ့ကျွန်တော်စက်ကနေလှန့်နိုးလာတာတို့တို့တခြားသူတွေကလှောက်လှောက်ရှာရှာဖြစ်လို့နိုးလာကြတွေ့တယ်သူတို့တွေကအဲ့ဒီအတန်ကိုကြားတာနဲ့နိုးလာကြပုံပဲအားလုံးတိတ်ဆိတ်စွာနဲ့စကားမဆိုနိုင်ကြတော့ဘဲနဲ့အတန်ကြားရကျွန်တော်တို့အရှိတ်ဘက်ကိုစိုက်ပြီးတော့ငေးကြည့်တယ် တဲ့ပိနေထူထက်စွာပေါင်နေရဆိုတော့လာရောင်မကြရောက်တဲ့အမောင်အတွင်အမျိုးသမီးငယ်တယောက်ပြေးလွှားနေရပါလာရောင်မှာအမျိုးသမီးငယ်ကိုထင်းထင်းရှားရှားတွေ့ရတယ်အမျိုးသမီးငယ်ကပျော်မြတ်နှုတ်ငယ်နေတဲ့18 19အရွယ်လောက်ရှိပြီးအဝတ်တရားအကောင်အတိုင်းမရှိဘဲနဲ့စုပ်ပြတ်တက်လို့ပြိုဝဲနဲ့သူမရဲ့အသားရည်ကလာရောင်အောင်မှာထင်းထင်းရှားရှားတွေ့နေရတာသူရဲ့နောက်မှာတော့ယောက်ျားရဲ့နှစ်ယောက်ကကပ်ပြီးလိုက်ပါလို့ကျွန်တော်ရှေ့ရဲ့လင်းစင်အောင်အရာ အမျိုးသမီးငယ်ကိုမိသွားတယ်။အကိုတို့ကဲပေါင်းရှင်လူရောက်มาလှတ်တော့ဟာဒီကောင်နဲ့တော်တော်ရှိုင်းတာပဲဟုတ်တယ်ကွာဒီတိုင်းရောလက်ပိုက်မကြည့်နေတဲ့ဟိုဟိုကောင်မလေးတနာပါတယ်ကွာဒီကောင်နဲ့လက်ကကောင်မလေးကိုကဲရမယ်အမျိုးသမီးငယ်ကကျွန်ုပ်တို့ရှိရဲ့လင့်စင်ဘက်ကိုအော်ဟစ်အကူညီတောင်းရင်သူမောက်ဖမ်းဆုပ်ထားတဲ့အတင်းအတမကြံရွယ်နေတဲ့လူနှစ်ယောက်ကိုခေါအားရှိသမျှရုံးကန်အော်ဟစ်နေရှာတာဒီမြေခွေးကိုကြည့်ပြီးတော့ ကျွန်တော်လူစုတယောက်တပေါက်စိတ်မနိုင်ခင်မရပြောရင်လေကားကိုယူပြီးတော့အောက်ကိုဆင်းဖို့အလုပ်တော့ဟာဟာဟိတ်ကဖို့တည်မိန်းကလေးတောင်ဒုက္ခရောက်နေအောင်ခမရမကူညီတဲ့အပြင်တနက်နေ့ဖြစ်တယ်ခမရတော်တော်လူမဆန်တဲ့လူပဲဟုတ်တယ်ဖို့တည်ဒီတစ်ခေါက်တော့မင်းလွန်သွားပြီထင်တယ်ကျွန်တော်လူစုအောက်ဆင်းဖို့အလုပ်အားလုံးမထင်မှတ်ထားတဲ့အလုပ်တခုဖို့တည်လှုပ်ချလိုက်တာဒါတော့အောက်မှာဒုက္ခရောက်အော်ဟိအကူညီတောင်းနေတဲ့မိန်းမပြိုကိုတနက်နေ့ပြစ်ပစ်လိုက်တာ အဲ့ဒီအတွက်ကျွန်တော်တို့အပါဝင်အားလုံးကဒေါသတကြီးနဲ့ဖိုးတေကိုပြစ်တင်နေဟဲ့လူရေချင်းရိုင်းလျှောက်ပြောမနေနဲ့ကြောက်ပြက်လိုက်တာပါလေဆိုတာကျွန်တော်တို့သိချင်ကြည့်အောင်ဟာဘလို့ဖြစ်တာလဲဟိုမင်းကလေးရောတမင်သိန်းတကောင်ပဲတွေ့ပါလားဖိုးတေပြောမှကျွန်တော်အားလုံးမင်းမပြိုစီကိုကြည့်တော့မင်းမပြိုလေးအစားတမင်သိတကောင်တွေ့တယ်။မင်းတို့ငါတို့လက်ကမလွတ်ပါဘူးကွာ။မင်းမပြိုလေးကိုမတော်မတရားကြံစီနေရတဲ့လူနှစ်ယောက်တယောက်က ကျွန်တော်ရှိရလင်းစင်ပေါ်မော့ကြည့်ပြီးမျက်လုံးစိမ့်နေပြောတယ်။ရှင်နေရဝင်းကောင်းတန်ကြီးနဲ့ကြောချမ်းပွေရအတန်ကြီးနဲ့ပြောလာတော့ကြတော့အကုန်လုံးကြောက်လန့်ကုန်တာ။ဟာဘလို့အကောင်းကြီးဖြစ်သွားလဲ။လှုပ်အောင်ဖို့တည်းပြပြကိုကြောစားအပင်ပေါ်အတက်မခံနဲ့နော်။ဟိုလူနှစ်ယောက်ကကျွန်တော်ဖွဲ့ကိုလှမ်းပြီးရောမှကျင်းဝါတန်တဲ့အတူကျွန်တော်ရှိရအပင်အောက်ကိုရှောက်လာကြရင်တက်ပင်ကြီးကိုဖတ်တွေ့ပြီးရောမှတက်ဖို့ကြိုးစားနေကြတယ်။သူတို့ပုံစံက နဂိုမူလပုံစံအတိုင်းမဟုတ်ပေနဲ့စိမ့်ဖန်ဖန်မျက်လုံးနေအယိုးကျနေတဲ့မျက်နှာနဲ့အတူရှာကြီးရီယာရင်ဘတ်လောက်တီတွေးရွေးကြလို့နေတယ်။အာယီရီကလည်းတများများကြလို့ဘာကြောင့်နေရလဲကိုကျော်စွာအဲ့ဒါလူမဟုတ်ဘူးပြစ်နေပြစ်တတိုင်းတိုင်းနဲ့တိတ်ဆိတ်နေတဲ့ညမှာတနတ်တန်နေစူညံကုန်နေအပင်မော်တက်ဖို့ကြိုးစားနေတဲ့တယောက်ကိုဖိုးတရတနတ်နဲ့ပြစ်ချလိုက်တာနေအတူကြောင်ကြည့်နေတဲ့ကျော်စွာဖိုးတရသတိပေးပြီးရောမှာ အတင်းပစ်ခိုင်းနေအရင်နှစ်ယောက်ကတနက်ပစ်ချက်နဲ့အပင်ပေါ်တက်မရတော့ဘဲနဲ့အောက်ကိုပြန်ပြီးပြုတ်ကျသွားတာပြီးတော့မှတော်ရဲဝင်ရောက်ထွက်ပြေးပြောက်ွယ်သွားတယ်ကျွန်တော်ကကြောင်းလန်းစိတ်နဲ့အခုမှတက်ပြင်းရှိစီဖူးကနေချနိုင်တော့တာအဲ့ဒီချိန်မှာညတနိုင်ကျော်ခန့်တာရှိပါသေးတယ်ဘသူမှမအိပ်ရတော့ဘူးတွေးကြုံရတာတွေကလည်းထူးဆန်းလိုက်တာဖို့တရားဟုတ်ပါကွာကျွန်တော်တို့တခါမှမကြုံဘူးတေးကိုဖို့တေးကျွန်တော်နဲ့ကိုကျော်စွာစကားကြတော့ ဖိုးတရားအောက်ကိုစိတ်မချသေးတဲ့ပုံနဲ့ကြည့်ရင်ကျွန်တော်ဘက်မျက်နှာလှည့်လာရင်းနဲ့အေးဟုတ်တယ်တောရဲ့မာယာရေဆိုတာငါကြုံဘူးပြီအစောနာတယောက်ယောက်သာအောက်ကိုဆင်းသွားလို့တော့မတွေးရစရာပဲဟုတ်တယ်ဖိုးတေငါတကယ်ကြီးထင်တာမင်းစဉ်းစားကြည့်လေအခုလိုလူသူမရောက်တဲ့တောနဲ့ကြည့်ရမှာမင်းကလေးနဲ့ဒီလူတွေရောက်တယ်ဆိုတာအစရိယာကမသိင်ကောင်နေလျာတောမောက်ထားတော့တောချောက်မယ်ဆိုတာငါသိပြီသား ကျွန်တော်အတွက်ကတော့မကြုံဘူးတာတွေတွေ့ကြုံရတယ်အခုလိုတွေ့ကြုံရတာအံ့ဩစရာပဲကိုဖို့တရားအတွေ့ကြုံလို့ပဲသဘောထားဖို့ကိုကြိုးစွာရေးမုံဆိုးတန်းရတော့တောချောက်တောမောက်တာတော့ကြုံရဘူးပါတယ်ကျွန်တော်လူစုကမအိတ်ကြတော့ဘဲနဲ့မိုးလင်းပေါက်စကားထိုင်ပြောရင်မနဲ့မိုးလင်းတော့တောင်စိတ်ပြင်မဲ့အစီအစဉ်ကိုဆွန့်လွတ်လို့ရွာပြန်လာခဲ့ကြတယ်ပြစ်လို့ရတဲ့စိတ်လည်းမရှိတော့ဘူးလေကျွန်တော်တို့ကတောစီကံဖောက်မိထားတယ်မလား ဖိုးတေတို့အိမ်မှာတညာတဲခုရဲ့နောက်တနေ့ကျွန်တော်ပြန်လာခဲ့ကြတယ်။လမ်းခီးမှာတော့ကားခဲရှိရာရေးပြအင်းအထိဖိုးတရလိုက်ပြောပို့တယ်။ကျွန်တော်ဖွဲ့ရလဲရန်ကုန်တက်မဲ့ကားကိုအစင်တင်သွေးရဲဆိုတော့အဲ့ဒီကားနဲ့ပဲရန်ကုန်ပြန်လာခဲ့ကြတယ်။ဖိုးတရကားထွက်ချိန်အထိအနောက်မှာလက်ပြပြီးဇန်နေခဲ့ပါတော့တယ်။ပရိသတ်များရှင်အခုပရိသတ်များကိုတင်ဆက်ပေးခဲ့တာကတော့စာရေးဆရာမြူခိုးအလင်ကရေးသားထားတဲ့မௌဆိုးဖိုးတိန်နဲ့ တောရင်မာယာဆိုတဲ့ဇလံပဲဖြစ်ပါရဲ့ရှင်။ကျမတို့ channel ကနေတင်ဆက်ပေးနေတဲ့ဇလံတွေကိုအားပေးနေတဲ့အတွက်ပရိသတ်များအားလုံးကျေးဇူးတင်ပါတယ်ရှင်။